အားလုံးပဲမင်္ဂလာပါနော်ဆရာကတော့ GB နက်ခတ်ပေးတဲ့ပညာရှင်ဆရာကုရကြီးပဲဖြစ်ပါတယ်ဆရာဒီနေ့ပြောပြောမှာကတော့ဆရာတို့ဒီပေါ့နော်ဒီတနင်္လာဂျူလီယာဆရာအမြဲပြောပြောနေပေါ့နော်ဒီတနေ့တနေ့ကိုနက်ခတ်တစ်လုံးညာနဲ့ဖြတ်သန်းနေတယ်ဒီကောင်းကင်ဒီဆက်ဝိုင်းမှာပေါ့နော်ဒီကောင်းကင်ဘက်မှာသူကဒီလှဲ့လှဲ့ပြီးတော့သွားလာတယ်ကဘာကိုပတ်ပြီးလှဲ့လှဲ့သွားလာတဲ့ခါမှာအဲဟိုပါပေါ့နော်ဒီ တရက်ကိုနှစ်ခတ်လုံးကြာဆို28လုံးရှိရနှစ်ခတ်29လုံးကိုသူတရက်ကိုတစ်လုံးကြာဖြတ်သန်းနေဖြတ်သန်းတဲ့ခါမှာဆရာတို့ဒီထူးခြားတဲ့နှစ်ခတ်လေးတစ်ခုရှိတယ်အဲ့ဒါကတော့သူမကာရရာသီနဲ့ကုန်ရာသီရှားမှာပေါ့နော်အဲသူကဒီဒနာသိတိဆိုတဲ့နှစ်ခတ်လေးတစ်လုံးရှိပေါ့နော်အဲနှစ်ခတ်လေးကိုဖြတ်သန်းတဲ့အချိန်ကြာရင်အဲသူကဒီပေါ့နော်ဒီဆရာတို့950နီးပါဒေါ်လာဇာလန်လေးရှိတာပေါ့ဇာလန်လေးရှိတယ်အဲဇာလန်လေးမှာဆိုရှင်ရင်သူကဒီအဲ့နှစ်ခတ်ပေါ်ကိုစားရောက်တဲ့အချိန်ပေါ့စားရောက်တဲ့အချိန်မှာသူကဒီ အဲနခက်ပင်ရင်ဆရာကနေပြီးတော့သူကဒီမဟာဝိရပမန္တန်ပေါ့နော်ရွတ်ရွတ်ဆိုမယ်ဆိုလို့ရှိရင်အဲရဏာရွှေမှုမှုတွေရွာတယ်ပေါ့ကောင်းငင်ရတယ်ရွာချတယ်ဆိုပြီးအဲသူကဒီ950ဒီပတ်ဒေါ်လာဇာလန်လေးတပုတ်ရှိနော်အဲဇာလန်လေးဆရာကအဲအရင်လဲတစ်ခါလဲပြောပြပြီးွားအခုလက်ထပ်ပြီးတော့ပို့ပြီးတော့နားလဲအောင်ဆရာပြောပြမှာနော်တခါတော့ကအဲဒီပေါ့နော်ဒီပုံနာဆရာတပည့်နှစ်ယောက်ရှိတာပေါ့ဆရာတပည့်နှစ်ယောက်ကတခီးထွက်လာကြရင်လည်း အဲတနေရာမှာရောက်တဲ့ခါကျတော့ဒီအဲ့နေရာကတော်တော်နဲ့တနေရာရောက်တဲ့ခါကျအဲ့တော်မှာသူကပေါ့နော်အဲဒီခူသား900ရှိဓမြရီရှိရအောင်ဓမြရီဓမြရီကဒီတော်ထဲမှာကျင်လေကျဆားနေကြတယ်အဲ့ဓမြရီကတကယ်လို့ဒီတာဖနှစ်ယောက်ခီးထွက်လာတာတွေ့ရစဖမ်းဖမ်းပြီးရင်ဖေယူဖမ်းလာပြီးတာကိုပြန်ပြီးတော့ပတ်စံပြန်ယူခိုင်းတယ်ပတ်စံပြန်ယူခိုင်းပြီးလာပြန်ယူခိုင်းတာပေါ့ယူခိုင်းတဲ့ခါကျရင်အဖေတာကပတ်စံပြန်ယူပြန်လာယူရတယ် အရွေးရခါကျတော့မှဆိုပြန်လှုပ်ပေးရပေါ့နော်သားနဲ့သမီးနဲ့အမီးမိရင်အမေကိုဖမ်းထားတယ်အဲ့လိုမျိုးဆရာနဲ့တပည့်ကိုမိတဲ့ခါကျတော့အဲဆရာကိုဖမ်းထားပြီးတော့မှတပည့်ကိုအဲပတ်စံပြန်ခိုင်းတာပေါ့ပြန်ပြန်ခိုင်းရတာတပည့်ကအသိတယ်သူ့ဆရာမှာကအစွမ်းရှိတယ်ပေါ့နော်ဒီဒနာသိန်းနဲ့ခက်ကလည်းဒီတရနေ့ရနေအဲစာရောက်တော့မှရောက်မယ်ဆိုလို့ရှိရင်သူ့ဆရာကရွေးရမယ့်အချိန်ကိုသိတယ်ပေါ့နော်အချိန်ကာလကိုသိတဲ့ခါကျတော့ဒီဒနာသိန်းနဲ့ခက်သူ့ဆရာကအဖမ်းခံထားရတာဆိုမခံမရနိုင်ဖြစ်လာရင်ဒီခူးသားတွေကိုသူက အဲငါဒရာဒီနခါကိုစမ်းချင်းနေဆိုတာငါကာလာရုပ်ပေးမယ်။နော်မာဝိရဘမနာရုပ်ပေးမယ်။ဒီရွှေကိုယ်ဒီမိုးရွာချရင်မြင်ငါ့ကိုလှုပ်ပေးမလားဆိုပြီးသူကဒီဖန်စီထားတဲ့ဒီဒုက္ခကိုမခံစားနိုင်တာနဲ့သူအဲ့လိုပြောလိုက်ပါဦး။တပည့်ကစိုးရင်တကယ်လို့အဲ့လိုပြောလိုက်ရင်သူ့ဆရာကြီးရဲ့အသက်ကအန္တရာယ်ရှိပြီပေါ့နော်။အဲနောက်ဒီကိုးသားတွေကသစ္စာရှိတဲ့လူတွေမဟုတ်ဘူး။အဲသူ့ကိုလှုပ်ပေးမှာမဟုတ်ဘူး။နောက်ဖွဲ့တွေဖွဲ့တွေကသူ့ကိုဖန်စီပြီးတော့တပ်ဖြတ်ကြမှာပေါ့။သူကသိနေတာပေါ့နော်။ အဲ့တော့အဲ့တော့ကြောင့်မို့ဒီဆရာကြီးကိုသူတပည့်အမှားခဲ့တယ်ဆရာကကျွန်တော်မဖြစ်ဖြစ်အောင်ပြန်လာမယ်အဲဘီရှိတဲ့နဲ့ကြရင်ဟိုဘောနော်ဒီမဟိုဘောနော်ဒီစမ်းငါဒနာသိနဲ့ခေါက်ဖြတ်တဲ့အချိန်အဲဒီရေနာရှင်မှုငွေမှုရွာစီတဲ့မန္တန်ကိုမရွတ်ပါနဲ့အဲဆရာတိခံပြီးတော့နေပါတပည့်တပည့်ဒီကြောက်ပြန်လာခေါ်အောင်ဆိုပြီးတော့မှာကြပြီးတော့သူတပည့်ကအဲသူတို့နေရက်ကိုပြန်ပြီးတော့ပတ်စံနေရွှေလင်းဝင်ပြန်ယူတော့ပေါ့အဲဒါမဲ့တကယ်လည်း တဲကနေရကြတော့တဲ့ခါကျတော့ဆရာကြီးကမခံနိုင်တော့ဘူးเนาะဒီတက္ကပင်းဆရာပုံနိုင်ကြီးကအာငါတပည့်ရတကယ်လို့ပြောတာပြောခဲ့တာဒီကောင်တစ်ခုကြောင့်လမ်းမတစ်ခုဖြစ်ပြီးတော့အဲဟိုဖြစ်တယ်ဆိုရှင်မလာပြီဘူးဆိုပြောလို့မလဲเนาะတစ်ခုဒါလမ်းမပဲအခက်ခဲတွေ့ပြီးတော့ဟောထပ်ဖြစ်နေမယ်ငါရှိလာနေရလာရွေးနေမှာမဟုတ်တော့ဘူးအမျိုးမျိုးပေါ့เนาะနောက်တစ်ခါဒီကောင်ရွှေငွေကြီးကိုမဆိုလို့ငါယူအောင်အဲ့လိုမျိုးသူစဉ်းစားပြီးတော့မှနောက်ဆုံးကျတော့ဒီကောင်မလာတဲ့ဒုက္ခပဲတကယ်လို့ဒီနှစ်ခက်ကလည်းဒီဒီချိန်ပဲစီးတာပေါ့เนาะတကယ်ဆန်း အဲစမ်းဟိုရှင်တာတလတခါပဲရှင်တာဆိုတော့အဲဒီချိန်ငါအခွင့်ရေးပဲပေါ့နော်လုံးဝရတော့မယ်ဆိုတော့ဓမြကောင်းဆောင်ခေါ်လိုက်တယ်သူကအဲနက္ခတ်ဆရာကြီးကခေါ်လိုက်ခေါ်ပြီးတော့အဲဒီမဲ့ပေါ့နော်တကယ်ပင်ဟိုပေါ့နော်ငါကတာမန်လူမဟုတ်ဘူးပေါ့နော်အဲဒီနက္ခတ်ပြည်ရင်ကြွန့်ကျင်တဲ့ကာလာမန်နန်ရင်ကြွန့်ကျင်တဲ့သူဖြစ်တယ်အဲ့တော့ဒီလာမဲ့ဒီမိုးသောရံမနက်ဖြန်ပေါ့နော်မနက်ဖြန်မိုးသောရံမှာအဲဒီတင်းလာစန်းကဒီဒနာသိတိဆိုရဲ့ လက်ခက်ကြီးကိုကျေဆူကြီးကိုဖြတ်သန်းမယ်အဲ့ဒီအချိန်မှာငါကမဟာဝိဒဘမန္တာကိုရွတ်ဆိုမယ်ဆိုလို့ရှိရင်ယန္နာရွှေမုံမှုမှုတွေကြွားမယ်မိုးယန္နာကြီးမိုးရွာချလိမ့်မယ်အဲ့ကြောင့်မင်းတို့ယူကြတော့ငါ့ကိုတော့လွတ်ပေးပါဆိုပြီးတော့သူကတောင်းဆိုတယ်တောင်းဆိုတဲ့ခါကျတော့ဒါပေမဲ့ဘုကလည်းဟာမင်းတကယ်တည်ကြလားအတည်ကြတယ်တည်ကြတော့အချိန်ကာလကိုတွက်ချက်ပြီးတော့ငါအဲ့ကာလကိုရွတ်မယ်ရွတ်ပြီးရင်မင်းတို့ရွှေရီမူရရငါ့ကိုလွတ်ပေးဆိုတော့ဓမ္မကြီးကလည်းလက်သက်ခံလိုက်တာပေါ့နော်လက်သက်ခံပြီးတော့မှအဲသူက ုပ်ပြမယ်ဆိုပြီးတော့ဂရီကူပြုပြီးတော့မှသူ့အားဆိုရှင်ကကိုပိတ်ပြုဝုတ်ပြုစင်ကြဝုတ်ပြီးအဲဘာညာပေါ့အဲသူ့ဝုတ်ပြုစင်ကရေမိုးချိုးတန်းစင်နော်ခေါင်းလျှော်ပြီးတော့မှသူကအဲ့ဒီအဲနောက်ရဒီမိုးသားရံကြတော့ဒီဒါသီနက်ခတ်ကိုစမ်းရှင့်နေတဲ့အချိန်မှာမဟာဝိရဘမနန်ယူသူရွတ်ဆူလိုက်တယ်ပေါ့နော်ရွတ်ဆူလိုက်တဲ့အခါမှာရေနာရှုံမှုကိုရွာကြလာတာအဲရွာကြလာတဲ့အခါကျတော့ဟာတပြားတည်းပျော်ရွှင်ပြီးတော့ရေနာကြီးကောက်ကြပါကောက်ကြပြီးတော့မှသူအဲသူ့ကိုလည်းမြောက်ပြေးပြီးတော့မှတကယ်ဆရာကြီးပဲဘာညာကိုကိုယ်ကရော့ရှစ်ကိုပြီးတော့ပြန်လွှတ်လိုက်ကြတယ် အဲ့တော့ဆရာကြီးကသူလွတ်ပြီဆိုရွထွက်လာရေဒါပေမဲ့ဒီ9500ဆိုတော့လူတွေကအများကြီးပေါ့နော်တခြားမရှိတဲ့လူတွေလည်းရှိတယ်အဲ့ခါကျတော့သူ့ရဲ့ဒီကိုးသားတွေကမှတစ်ဆင့်တခြားကိုးသားတွေရှိဘူးတည်ရင်ပေါက်သွားတော့ပေါ့နော်အာဒီဆရာကြီးကဒီပုံသားကြီးကကောင်းနေမှာယူမော့ပြီးတော့ဒီဂါရမနာရွတ်ဆိုမယ်ဆိုရှင်သူကဒီရတာရှုံမှုကိုကြွားတယ်ကြွားလုံးနိုင်တဲ့မန္တန်အစွမ်းရှိတယ်ဆိုတော့တခြားကိုးသားတွေကကြားလိုက်ကြောက်စောင့်ပြီးတော့ဖမ်းကြတာပေါ့ဒီဒီရေသေးရောပါဘောဒီ ပုံပုံနာကြီးလာတဲ့အချိန်ကိုစောင့်ဖက်လည်းပေါ့ပုံနာကြီးလည်းမိလည်းမိပေါ့ပုံနာရမို့ဘူးဒါတလားမှတခါလာတာတခါရိုးလို့ရတာအဲဒီစားနဲ့အမြဲရှင်းနေမှာဘူးမပြီးွားပြီအဲ့ဒီအချိန်ကလာအနောက်နောက်တော့ဖြစ်ဖို့တော့စောင့်အောင်ပဲဘာညာဆိုတော့အာဒီပုံနာကြီးလိန်လိန်နေဆိုပြီးတော့ခိုးသားရေဆိုတော့ဒီစိတ်ချမ်းစိတ်ချမ်းကိုချမ်းနေဆိုတော့တပ်လိုက်ပေါ့တပ်လိုက်တော့ပုံနာကြီးရသေးပေါ့သူ့ရဲ့တပည့်ကတကယ်လေးပတ်စံနေယူပြီးရောက်လဲရောက်လာတော့သူ့ပုံနာကြီးရဲ့အလောင်းကိုသူတွေးလိုက်ရတယ်ပေါ့နော်အဲ့တော့ ီဇလန်လီရတာ950နိဘတ်ဒေါ်လာဇလန်လီဖြစ်တယ်ပေါ့နော်အဲ့ဒီတိုင်းပဲဆရာတို့ဒီအဲဒီရနာသီနက်ခတ်ကဆရာတို့ဒီလာစဉ်ပေါ့တလောက်တစ်ခါဖြတ်တယ်ပေါ့နော်အခုအခုဖြတ်ဖို့အတွက်ကြာရောက်လာပြီနော်28ရက်နေ့ဒီလာမယ့်28ရက်နေ့ပေါ့28ရက်စက်တလ2025မှာအဲနက်နက်2နာရီ25လောက်ပေါ့25မိအချိန်မှာတီတီမှာရန်ကုန်မြို့တည်နေရဆရာတွေ့တာပေါ့နော်အဲ့အချိန်မှာဆိုရှင်စမ်းကဒနာသိနက်ခတ်ပေါ်ကိုစပြီးဖြတ်တယ်ပေါ့သူက မကရရာသီအဲဟောဘောနော်ဒီ23အန်တာ20လိတာလောက်မှာသူကဒီစပြီးတီးတာဗောနော်ဒီဒရာသိတစ်ခါကနော်ဒရာသိတစ်ခါတီးနေရတွေကိုအမျိုးမျိုးကွဲပြားတယ်ဗောနော်ဆရာကြီးအဲဆရာဆရာကြီးဆရာရွှေမြတ်တော့သူက18ဒီဂရီဗောနော်အဲဒီအမြင်နဲ့ခက်နဲ့သူကတော့တွတ်ပြီးတယ်နော်ဆရာတို့ကတော့ဒီပုံမှန်ပဲဗောပုံမှန်နဲ့ခက်တီးရတဲ့နေရာဘယ်နေတွတ်တဲ့နဲ့ခက်တီးဗောအဲ့နဲ့ခက်ဒီဒရာသိနဲ့ခက်တီးနေရာကိုဆရာက အဲအကြံဉာဏ်တွက်ပြီးတာပေါ့ဒါပေမဲ့မှားတယ်သူကဟိုတက်တရက်လောက်တီးတီးဖြတ်မှာเนาะဒီဒီဒါသေးတကတရက်လောက်တီးတီးဖြတ်မှာအဲ့ဒီအချိန်မှာရွှေဆူမယ်ဆိုလို့ရှိရင်အဲသူကဒီ29ရက်17လ2025နနက်ပေါ့เนาะတနာ25နေပြီးတော့28ရက်17လ2025နနက်ပေါ့3နာရီ22မိနစ်အချိန်เนาะ3နာရီ22မိနစ်အချိန်အတွင်းမှာသူကအဲဒီစိုင်းရသူကဒီဒါသေးတကပုံမှာတီးနေမှာပေါ့ နော်ဒီမှာတော့ဒိုင်းနစ်ခက်ကျေစုနေတဲ့သူဆက်တွေ့နေတယ်ဆက်တွေ့ကဘာမင်းနဲ့ဆက်တွေ့နေတယ်ပေါ့နော်အဲ့တော့အဲ့အချိန်မှာမဟာဝိရပမန္တကိုရွတ်ဆိုမယ်ဆိုရှင်အဲအကျိုးများမယ်နော်ဒီကိုယ့်ရဲ့စီဝါလက်လာပါပွင့်လန်းမယ်ပိတ်နေတဲ့ကံကြမ္မာကြီးအဲပွင့်လန်းသွားမှာပေါ့ရွတ်ဆိုဖို့လည်းသူကလိုအပ်တယ်ဘာလို့ဒီမိုးရှူတက်စီရမယ်အမွှေးတက်တာတွေဆွတ်ဖျန်းရမယ်အာဒီဟောပေါ့နော်ဒီတက်တော့တက်တာရှိတဲ့နေရာပေါ့နော်ဒီကောင်းကင်ကိုမြင်ရတဲ့နေရာမျိုးပြတင်းပေါ့လို့နေရာမျိုးမှာရက်ပြီးမှအဲ့ဒီအချိန်မှာကောင်းကင်ကိုကြည့်ပြီးတော့ရွတ်ဆိုရမယ်လို့ ဒီကျမ်းမှာဆိုထားတယ်ပေါ့နော်အဲ့တော့ဆရာတို့ဒီဟောပေါ့အဲဆရာကတော့သူကဒီတချို့ကတော့မွန်းတဲ့ချိန်ပေါ့နော်ဒီဒနာသိတစ်ခါကြီးကောင်းရင်ပါဒီဟိုကောက်ခေါင်းပေါ်တက်တက်ရောက်တဲ့အချိန်ကိုသူတို့ကတချို့ကလက်သတ်မှတ်ပြီးတော့အချိန်နေပေးကြတယ်ဆရာကတော့သူကဒီစမ်းစမ်းရှင်နေရနေနေရွတ်လို့ရတယ်ပေါ့နော်အမှန်တမ်းကတော့ဒါမှဆရာကတော့သူကဒီလက်လျောဆောင်အတူတူကရှင်နေတဲ့အချိန်လေးကိုထူးထူးခြားခြားထပ်ပြီးတော့ရှာပေးထားတယ်ပေါ့နော်အဲ့ဒီအချိန်မှာရွတ်ရင်တော့ပို့ပြီးတော့အကျိုးများတယ်လို့ဆရာကတော့သတ်မှတ်တယ် ။ဘာကြောင့်လဲဆိုတော့လက်ဆိုတာကသူကဒီအဲကဘာအရှိပဲနေထွက်ရအရက်ပေါ့နော်။ဒီဒနာသိတက်ခိုက်စပေါ်ထွက်ပြီးတော့စမ်းစီးနေတဲ့ဒီဒနာဝိနဲ့စပေါ်ထွက်တဲ့အချိန်ဟိုဆရာကလက်ဖြစ်တတ်မှတ်ပြီးတော့လက်လက်ကောဆောင်ဝရှင်နေတဲ့အချိန်မှာဆရာကရွတ်စီနေတယ်။ဘာကြောင့်လဲဆိုတော့ဟိုတရေလုံးကြီးကြတော့အချိန်ကြီးအများများရတယ်ပေါ့နော်အဲ့တော့ဒီတကယ်လို့ဖြစ်စ်ဖြစ်တင်တာကလက်ကောဆောင်ရောအတူတူကဖြတ်တန်းနေတဲ့အချိန်ကြီးကတော့ပို့ပြီးထူးကြမယ်လို့ဆရာကယုံကြည်တယ်ပေါ့နော်အဲ့လိုမျိုးတချို့လည်းပြီးတင်ကြတယ်ပေါ့နော် အဲလက်ဆပ်ပြီးတော့ဒီဖြတ်မဲ့အချိန်ပေါ့လက်ကောဆောင်ရောဒီတရသိနှက်ခတ်ပေါ့ဆန်ရောလက်ကောဖြတ်နေမဲ့အချိန်ကတော့29ရက်17လ2025နော်နည်းနည်း7နာရီနဲ့19မိနစ်အချိန်ရန်ကုန်မြို့တည်နေရပေါ့အဲကျွန်တော်မန္တလေးလိုပါဆိုတော့4မိနစ်လောက်ဆုတ်ပြီးတော့မှတွက်ပေါ့နော်ဆိုတော့ဒီလောင်ကြီးကျူးမတူနော်အဲ့တော့ဒါသိပြဿနာမရှိအောင်နေနေပါဆရာပြိမဲ့ချင်းတနင်္ဂနွေဒီပါဒီပါတော့အချိန်ရှိတယ်နော်အဲ29ရက်17ရက်25နာရီ17နာရီ19ကနေပြီးတော့17နာရီ4မိနစ်ပေါ့ နေ့လည်7နာရီ5မိနစ်အတွင်းနောက်7နာရီ19မိနစ်ကနေ7နာရီ5မိနစ်အတွင်းမှာရွတ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ထူးကြမယ်လို့ဆရာကယူဆတယ်ပေါ့နော်အဲဒါကြောင့်ဘုအဲ့ဒီအချိန်မှာရွတ်ပါလို့ဆရာကပြောကြလို့တယ်ပေါ့နော်အဲ့ဒီအချိန်မှာရွတ်မယ်ဆိုရင်ပို့ပြီးတော့ထူးကြတယ်ဒနာလေးနှစ်ခက်အဲဝိုးဆိုင်ဝက်လက်ကောအတူတူကပူးရှင်နေတဲ့အချိန်လေးဖြစ်တယ်အဲ့ဒီဒနာရီဝင်းကျင်အချိန်လေးပေါ့နော်အဲ့ဒီအချိန်လေးတော့မှရွတ်မယ်ဆိုရင်ပို့ပြီးထူးကြမယ်လို့ပြောနေတယ်ပဲဆရာနေကုန်းချုပ်ပါ